လူတွေကပျော်ရွှင်တာကိုချမ်းသာအစစ်လို့ထင်နေတာပျော်ရွှင်ခြင်းကချမ်းသာအစစ်မဟုတ်ဒီကတန်းကငြင်းအေးခြင်းကမှချမ်းသာအစစ်ပေါ့နော်ဘာလို့ဆိုဝိရိဒတုခပျော်ရွှင်ခြင်းဆိုတာကရအောင်မျိုးမျိုးစူးစမ်းရတဲ့အကြောင်းတရားတွေနဲ့ဖန်တီးရတယ်ဟုတ်လားပြီးရင်လည်းပဲသူကအိဋ္ဌမျိုးဖြစ်တဲ့အတွက်ကြောင့်ကုံတဲ့ခန့်တဲ့ပြက်တဲ့တဲ့သဘောရှိတယ်ရအောင်ရှာကောင်းဖြိုးပြီးရင်ပြန်ရှာကုံမြန်ပြီးပြန်ရှာပြန်ပြီးနော်ရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုက်မစုံရှိကြည်ဤဆိုတာထဲမှာပဲအကျုံးဝင်တယ် ်ရှားတယ်ရတယ်သုံးတယ်ကုံတယ်ပြီးရင်ရှားပြန်တယ်ဒီလိုနဲ့သူကမဆုံးနိုင်ဘူးသွားတာဟုတ်လားဒါကြောင့်ဝိရိဒဒုက္ခမျိုးဆိုတာကအဲ့လိုပင်မမှုနဲ့လည်းဆက်ဆက်တယ်ပြီးရင်ဗာနဲ့ဆက်ဆက်နေသလိုတောကပရိဒေဝတွေနဲ့လည်းဆက်ဆက်တယ်နော်ကာမယတကာမချမ်းသာဒီဒုက္ခဝေဒနာတွေဆိုတာကမပြည့်စုံရင်ပျော်သွားတယ်လို့ပျက်စီးပြီဆိုရင်တော့ဘယ်လိုတော့ မြားမှန်ခံရတဲ့တမင်လို လူ့လှိမ့်နေအောင်ကိုပူရတဲ့တဲ့လောင်ရတဲ့တဲ့လို့မြတ်စွာဘုရားအဲ့လိုဟောတယ်။ဟုတ်လား။ဒါကြောင့်ဘုံဘုံတို့ဝိရိဒဒုက္ခနဲ့တန်တိဒုက္ခသဘောလေးကိုနားလည်ဖို့လိုတယ်။နော်။ဒါမဲ့တတ္တဝါတွေဟာဒီတန်တိဒုက္ခအငိမ့်တဲ့အေးတဲ့ကို မကြိုက်ဘူး။အပူတဲ့အလောင်တဲ့လှုပ်ရှားတဲ့သဘောနော်ပြင်းပြတဲ့ပူလောင်တဲ့သဘောဒါတွေကိုပဲနော်ကြိုက်ကြတာဒီထဲမှာပဲပြောကြတာလို့လည်းမြတ်စွာဘုရားအတီးလင်းဟောတယ်။တတ္တဝါတွေဆိုတာ ပူလောင်မှုမှာပဲမငိမ့်ချမ်းမှုမှာပဲပျော်ကြတာမငိမ့်ချမ်းမှုမှာပဲသူတို့ဟာပျော်မှုကြတာတတဝါရဲ့စိတ်ဆိုတာဟုတ်လားဒါကြောင့်ငိမ့်အေးမှုချမ်းသာအစ်စ်နိဗ္ဗာန်ကိုနားလည်အောင်လုပ်ဖို့နားလည်ခြင်းသိစိတ်ရှိဖို့နားလည်သွားဖို့ဆိုတာတော်တော်ကိုမလွယ်ဘူးလို့ဘုဗုံတို့နားလည်ကြမှာဟုတ်လားဒါကြောင့်မြတ်စွာဘုရားလက်ထက်ကရှင်သာတိပုတ္တရာကယဟန်တော်လေးရှိမှာ ဩဒီနိဗ္ဗာန်ဟာချမ်းသာတယ်ဒီနိဗ္ဗာန်ဟာချမ်းသာတယ်နော်အဲ့လိုမျိုးခဏခဏရွတ်ဆိုတယ်ပေါ့အဲ့ဒီမှာရှင်ဥဒ္ဒရာကြီးကအရှင်သာရိပုတ္တရာတဲ့နိဗ္ဗာန်မှာဝေဒနာခံစားမှုမရှိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ချမ်းသာတယ်လို့ပြောလို့ရမှာတော့ခံစားမှုဝေဒနာမရှိတဲ့နိဗ္ဗာန်မှာဘယ်လိုလုပ်ချမ်းသာတယ်လို့ပြောလို့ရမှာတော့အဲ့တော့ရှင်သာရိပုတ္တရာဘယ်လိုပြောတော့အဲ့ဒီခံစားမှု မရှိခြင်းဒီပင်လေချမ်းသာပဲလို့ပြော နိဗ္ဗာန်မှာခံစားမှုမရှိခြင်းတည်ပင်လည်းချမ်းသာပဲလို့ပြောတယ်။အဲ့ဒါဆက်ပြီးတော့ရှင်သာတိပုတ္တာရှင်းပြတယ်။တော်တော်ကောင်းတယ်အဲ့ဒီဥစ္စာလေးကဆွေးကြပါစို့တဲ့။ခုနပြောခဲ့တဲ့နှစ်သက်စရာမျက်နှိုးစရာကောင်းတဲ့အာယုံ6ပါးနဲ့ပြည့်စုံလို့နော်ဒီအာယုံ6ပါးနဲ့တွေ့ကြုံပြီးတော့စိတ်ထဲမှာချမ်းသာဒါဘုံဘုံတို့နားလေတဲ့ချမ်းသာပေါ့နော်။အဲ့ဒီပုဂ္ဂိုလ်ကတစ်ချိန်မှာဘာဝနာတရားအားထုတ်လို့ပထမဇန်ရတယ်ဆွေးကြပါစို့။နော်ဝိတဝိသရာပိတိဒုက္ခဧကကတ္တ ်။ဒီအာယုံလေးနဲ့ငြိမ်ပြီးတော့သူနိဝရဏကင်းပြီးတော့စိတ်ရဲ့ချမ်းသာခြင်းကိုသူရတယ်။အဲ့ဒီပထမဇန်ချမ်းသာရတဲ့ပုဂ္ဂိုလ်ကအဲ့ဒီပထမဇန်ချမ်းသာခံစားပြီးတော့မကြခင်မှာပဲဒီကာမဂုဏ်အာယုံနဲ့ပတ်သက်တဲ့ခုနတုန်းကအာယုံနဲ့ပတ်သက်တဲ့အတွေးအကြံပေါ်လာရင်သူ့စိတ်ထဲမှာနာကျင်သွားတယ်။အဲ့လိုတောင်ပြောတယ်နော်။အဲ့တော့나ကျင်မှုသည်ဆင်းရဲပဲတဲ့ဆက်ပြီးတော့သူပြောတော့အဲ့ဒီပထမဇံရတဲ့ပုဂ္ဂိုလ် ။နောက်ဒုတိယဇန်ရသွားပြီဆက်ကြိုးစားလို့။အဒုတိယဇန်ရသွားတဲ့အခါမှာသောသောကချမ်းစီမှုကာမဂုဏ်အာရုံမဟုတ်တော့ဘူးနော်။ချမ်းစီမှုနဲ့ပတ်သက်တဲ့ချမ်းသာရလာပြီဆို။တွေ့သွားအဲ့ဒီကိုအတွေးရောက်သွားပြီဆိုရင်သူ့စိတ်ထဲမှာနာကျင်သွားပြန်တယ်။ဟောချမ်းသာတဆင့်တက်သွားတာ哦။သူ့ချမ်းစီမှုမှမရှိတော့တာ哦။အဲ့ဒါချမ်းစီမှုရှိလာရင်သူဘာဖြစ်သွားတော့ဆင်းရဲသွား။အဲ့ဒီဒုတိယဇန်ရတဲ့ပုဂ္ဂိုလ်ကတခါတတိယဇန် ပီတိတွေဘာတွေမရှိတော့ဘူးချမ်းသာမှုတက်တက်နဲ့နေတော့တာအဲ့ဒီအချိန်မှာနပီတိသဘောနှစ်တက်တဲ့သဘောနဲ့ဖြစ်လာပြီဆိုရင်ဟာနာကျင်သွားပြန်နေတဲ့စိတ်ကသဘောပေါက်လားမသိဘူးသူပြောနေတာပေါ့ဟုတ်လားဟာတတိယဇန်နဲ့စတုထဇန်ရသွားပြီဆိုလိုတာကအထက်အထက်ချမ်းသာကိုရလေလေအောက်အောက်ချမ်းသာတွေကသူတို့အတွက်နာကျင်မှုဖြစ်သွားတာอืมဖုံဖုံတို့ဒါတွေကနားလေဖို့အလွန်ကောင်းတယ်နော်သဘောပေါက်ရဲ့လားနော်အထက်အထက်ချမ်းသာကိုရလေလေ သူ့အောင်ငโกသူဖြတ်တန်းခဲ့တဲ့ချမ်းသာတွေဟာချမ်းသာမဟုတ်တော့ဘူးဖြစ်သွားတာအဲ့တော့နောက်ဆုံးမြတ်စွာဘုရားကဏိရောဓသမပတ်နော်ဝင်စားနိုင်တဲ့အဆင့်ဆိုရင်စောတော့ကပြောခဲ့တဲ့ချမ်းသာမျိုးတွေဇန်ချမ်းသာမျိုးတွေကိုဆိုသူ့အတွက်ဘာဖြစ်သွားပြီလဲနာကျင်တယ်လို့ဖြစ်သွားတယ်အဲ့ဒါရှင်သာရိပုတ္တရာရှင်းပြတာဒါကြောင့်နိဗ္ဗာန်ဟာတကယ်တမ်းကအချမ်းသာဆုံးပဲလို့ရှင်သာရိပုတ္တရာပြောတာသို့တော်လည်းပဲဖုံဖုံတို့ဟာဝိရိတဒုက္ခလောက်ကိုပဲနားလည်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီတန်တိဒုက္ခသဘောဖြစ်တဲ့နိဗ္ဗာန်ကိုဖုံဖုံတို့ မသိနိုင်ဘူးမမြင်နိုင်ဘူးအလွန်ခက်ခဲတယ်ပေါ့သိဖို့မြင်ဖို့ဒါနိဗ္ဗာန်မြင်ဖို့ခက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြတာဟုတ်လားအဲ့တော့ပြီတောပြောနေတာကဘာတုံးဆိုတော့နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်ဆိုတာကိုပြောနေတာကိုမသိရတာမမြင်ရတာနားမလဲရတာ ਨੇ ဒါမကောင်းဘူးလို့လုပ်လို့မရဘူးလေဟုတ်လားတချိန်မှာဒါသိအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကူးနဲ့ဘုံဘုံတို့ကအကောင်းဆုံးနိဗ္ဗာန်ချမ်းသာကိုရလို့တဲ့စိတ်နဲ့ဘယ်ဆုံတောင်းဆိုရတဲ့တော့ကြိုးစားဖို့တော့လိုတာပေါ့ဟုတ်လား တော့ဒီလိုစူးစမ်းခြင်းစိတ်ပေါက်အောင်နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်ဆိုတာလေးကိုဘုန်းဘုန်းတို့ဆက်ပြီးတော့မှတ်သားကြည့်ပါနော်။ဒါမြတ်စွာဘုရားရဲ့ဒေသနာထောက်ထားတဲ့ပြောမယ်ဆိုရင်နိဗ္ဗာန်နဲ့ပရမတ်ဒုက္ခံနိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာလို့အတီလင်းဟောရတာပဲ။နိဗ္ဗာန်နဲ့ပရမတ်ဒုက္ခံဟုတ်လား။ပြီးတော့ဘယ်လိုဟောသေးတော့။နတ္ထိတန္တိပရံဒုက္ခံနိဗ္ဗာန်လောက်နိဗ္ဗာန်လောက်ချမ်းသာတဲ့ချမ်းသာမရှိဘူးလို့ဒီလိုလဲဟောဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒီနိဗ္ဗာန်ကဘလောက်ချမ်းသာတာတော့ နိဗ္ဗာန်ရဲ့ချမ်းသာပုံကိုဘုမတို့ဘယ်လိုသိနိုင်မှာတော့သတ္တဝါဘဝနဲ့နိဗ္ဗာန်ချမ်းသာအုပ်ကိုရည်သားတော်မူတဲ့ဆရာကသူကနိဗ္ဗာန်ချမ်းသာကိုဘယ်လောက်ချမ်းသာတယ်ဆိုတာကိုသိခြင်းရဲ့ဘဝဒုက္ခကဘယ်လောက်ဆင်းရဲတယ်ဆိုတာကိုမြင်အောင်လုပ်တယ်ဘဝဒုက္ခနဲ့နိဗ္ဗာန်ချမ်းသာကို ချိန်ဆက်ကြည့်ရမယ်တဲ့မသူရှင်းပြတာလေဘုမတို့တော်တော်သဘောကျတယ်ဘဝဒုက္ခက10သားဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာဟာလည်း10သားပဲ ဘဝနဲ့နိဗ္ဗာန်ဖြောင်းပြောင်းဆန့်ကျင်တယ်ပေါ့နော်နိဗ္ဗာန်မှာဘဝမရှိဘူးပေါ့နော်ဘဝဒုက္ခကတပိဋ္တာဆိုရင်နိဗ္ဗာန်ချမ်းသာဟာတပိဋ္တာပဲဟောတော့ဘဝဒုက္ခဆင်းရဲယူတပိဋ္တာကိုသူကစွန့်လိုက်တဲ့သဘောပေါ့အကယ်၍ဘဝဒုက္ခသည်အတင်းချီအနန္တမဆုံးနိုင်အောင်ကိုများတယ်ဆိုရင်နိဗ္ဗာန်ချမ်းသာဟာလည်းပဲအတင်းချီအနန္တမဆုံးနိုင်အောင်ကြီးတယ်လို့ပဲပြောရမယ်စဉ်းစားကြည့်နော်ဒါကြပါစို့အပေပုံတွေကိုဖုံးဖုံးလို့စဉ်းစားကြည့်လိုက် အလွန်ကြီးမားတဲ့ဒုက္ခတွေပေါ့မိမချမ်းသာကိုမျက်မှောက်ပြုရပြီဆိုရင်အဲ့ဒီအပေဒုက္ခတွေမရှိတော့အပေဒုက္ခကိုကြည့်လိုက်တာနဲ့အပေဒုက္ခနဲ့ရှင်လိုက်မယ်ဆိုရင်နိဗ္ဗာန်ချမ်းသာရဲ့ကြီးကျယ်ပုံဟာမဖြစ်လာတော့ထင်ရှားသွားတယ်ဟုတ်လားအပေဒုက္ခကြီးတာကိုကြီးကြီးတာကိုမြင်ရင်မြင်တဲ့လောက်ဩဒီဒုက္ခတွေကလွတ်သွားတာအခုဘုံဘုံတော့အပေဒုက္ခလို့ဒါဒုက္ခလို့မြင်ဖို့လွဲနေတာကိုအခုရနေတဲ့လူဘဝကိုဒုက္ခလို့မြင်ဖို့အလွန်ခက်နေတယ် နတ်ဘဝပြမဘဝကြတော့ဒုက္ခလို့မြင်ဖို့မပြောနဲ့ချမ်းသာတယ်လို့ထင်ပြီးတော့ရကိုရချင်းတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဘဝကိုဒုက္ခလို့မမြင်ဘူးဆိုရင်နိဗ္ဗာန်ကိုချမ်းသာတယ်လို့ဆိုတာမမြင်နိုင်ဘူးဘဝကိုဒုက္ခလို့မြင်မှဒီဘဝဒီဒုက္ခကလွတ်တဲ့အရာဟာဘလောက်ကောင်းမလဲဆိုတာကိုသိနိုင်တာဟုတ်လားအနာယောဂတစ်ခုဖြစ်တယ်နော်ဟိုတနေ့ကလည်းပြောရတယ်နော်အဲ့ဒီအနာယောဂပျောက်သွားတာဟာဘလောက်ကောင်းတယ်လဲဆိုတာကို ဖုန်းဖုန်းတို့ဗာနဲ့ရှင်ပြီးတော့သိမလို့အဲ့ဒီအနာရောဂါဖြစ်နေတဲ့အခိုက်တုန်းမှာဘလောက်ခံရခက်တယ်လဲဆိုတာ ਨੇ ရှင်းကြည့်ဟုတ်လား तू အခံရခက်တဲ့လောက် तू ပျောက်သွားရင်ချမ်းသာသွားတာပဲတခါတချို့ဝေဒနာတွေဆိုရင်အမလီမျက်ရည်ကျပြီးတော့ငိုဝါလောက်အောင်ဖြစ်တယ်အဲ့ဒါတခါတည်းယူပြစ်တယ်လို့မျက်ပျောက်သွားမယ်ဆိုရင်တော်တော်ကိုပျော်စရာကောင်းမယ်ဆိုတဲ့အနေထားရောက်သွားတာပဲသောသောဒုက္ခကြီးမရှိတော့